အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးရနေကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျမဖျက်ပြခြင်းနဲ့အဲဝတ္ထုတော့မဟုတ်ဘူးပေါ့နော်ရင်တွင်းပစ်ပုံစံမျိုးပေါ့အဲအဲ့ဒါလေးရတော့ဆရာကြီးမြတ်တန်တန်ကြီးတာထားတဲ့တမနုချိန်စစ်တန်းဆိုတဲ့အညာတမာဟိတမာနဲ့အညာလန်းချင်းလေးပေါ့နော်အိမ်လန်းဝေဒနာလေးအဲ့ဒါလေးကိုဖျက်ပြခြင်းပါတယ်အားလုံးပဲတိခံပြီးတော့နတ်ဆင်ပြကြပါအောင်လို့ အဲတစုံတရာအမားပါခဲ့ရင်လည်းဒီအမားဒီကျွားရဲ့အမားသာဖြစ်ပါသေးပါတော့တကယ်ဆိုင်ဆရာကြီးဆရာကြီးမြတ်တန်တန်ကြီးထားတာပေါ့နော်တစုံတခုအမားသွားမှလည်းဆိုရင်လည်းအဲကျွန်မဖတ်လိုက်တာပေါ့နော်ဒါပေမဲ့အဲကိုလည်းအညာသူဆိုတော့လေနော်ဆရာကြီးအဲ့လိုမျိုးရေးထားတော့ကြတော့ဖန့်ကြည့်ပြီးတော့အတန်လေးသွင်းချင်စိ ဖြစ်လာမေးလို့ပေါ့နော်အတန်သွင်းထားပါတယ်လို့အဲ့လေးကိုတိကျမိတော့နတ်ဆင်ပေးကြပါအောင်လို့ အဲဆရာကြီးကိုလည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်။တက်ခံပြီးတော့နတ်ဆမေမင်းတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲရန်သူမျိုး၅ပါးအန်ဒီမှာကင်းဝေးပြီးစိတ်ချမ်းသာကိုကျမ်းမာလို့ကောင်းတော်လို့ရဆန္ဒတွေပြေဝကြပါစေရှင်။အားလုံးကိုတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်။ဒါလေးကိုလည်းတက်ခံပြီးတော့နတ်ဆင်ပေးကြပါအောင်ပေါ့နော်။နတ်ဆင်ကြည့်ပါလို့အဲတကယ်ကောင်းပါတယ်ပေါ့နော်။ဆရာကြီးရေးထားတဲ့ဟာလေးက မကောင်းရင်ကျမဖတ်ပြလို့မကောင်းတာပဲရှိမှာမဆရာကြီးမြန်တန်တင်းရဲ့တမန်နုချိန်စတန်းအညာသာဖြစ်ရလားမသိကျွန်တော်ဒီຫນွေဆန်လျင်အညာကိုလွန်းတက်လေသည်အညာကိုအလွန်ဆုံးအချိန်မှာတဘိုးရဲလာဆန်းမှတဘိုးရဲလာပြီကျော်လောက်အထိအချိန်ဖြစ်ပါသည် တပောင်းဆိုလျင်အညာရာသီဥဒုသည်ပူလွန်းသည် ်ရှုခန်းက6တွေ့လွန်းသည်တန်လျက်တွေစူရဲလွန်းသည်တဘောတွဲလာစမ်းမှမူတိတ်မပူတိတ်လည်းမချမ်းစောင်းကြွေလူပြီးနှွေရာသည်လဲမပီတတ်သေးဟိုဝါထွေလျက်နေတော်ဆက်ကူးမှတ်ကူအချိန်ကလေးထိုအချိန်သည်နှွေနဲ့သမီးကမြူစာပဝါပါးကိုနေလန်းချိန်ချင်းငှက်ကိုယ်စလဲအစင်စင်တို့ဤနှစ်ပတ်လေတွင်ဖရန့် ဂီတမိခင်ကအိုးအောင့ကိုဒိုယေမီဖာဆ၍သင်ပေးကြဇဇယက်ကထမ်းရင်မှုပြီးပောက်ပင်မော်တွင်ကျူးကျော်တဲ့စောင့်နေစေထမ်းစော်လေးကထမ်းပင်များချားတွင်လက်ညိုညိုများကိုရှောင်းတင်းကရာခရိုးတွင်တူတူပုံးလျက်ယောက်ခဗေဒာကကလေးတို့ကိုဇီးသေးဝေခြင်းတစဉ်ချင်းကဖန်ခွက်ထဲမှနောက်ဆုံးနှင်းဆက်ကိုအငမ်းမရမော့နေစေ ကြီးဘူကကြီးမဤမိနီကန္နာတွင် တရစ်တည်သည်နှစ်ပက်လေလေပြိုင်ပွဲဝင်မိရောင်းမကထမင်းအိုးထဲတွင်လှော်တက်လေးကျင်ကန်ဆန်းစအင်ဂျင်ဤအပြူပေါက်ကနှုတ်ခမ်းဆိုးစေးကိုမဆိုးတတ်ဆိုးတတ်ဆိုးလျက်အပြင်ခန်းသို့ထွက်သွားသောနေ့ လူပြိုတို့သည်အခန်းတွင်းသို့ဝင်ရန်ဤကွေတာခပန်းကို ကြောနေစေ။ကောင်းလေးများကထရိုင်ဇာဆွေတာပါပါလှလှကလေးများကိုခောက်သိမ်း၍ပြေုံလုံးထဲလျက်တကြားအပ်နေသော အပြိုမလေး၏ပါပြင်တွင်ဂလစ်ခရန်အလားစီပြေကားသာတစ်နှစ်လုံး အလေလိုက်နေသော မာခကျေသည်အချစ်ဦးဆန္နာကိုမျက်နှာကလေးဖြင့်ပြန်ကတ်ချင်း ကောက်လိုင်းစီကသူ့စမောတက်ခွေပြီး သူ့တလင်းကိုလွန်းလွန်းဆွေးဆွေးကြည့်လျက်ကျောင်းပြေးကအမတ်ဆုစာအုံငှားပြီးစိန်ဒီကကထာ49ကိုပုံဆွဲတော့ညာကသာဇနီးမောင်နှံစိတ်ောက်ပြီးသူတို့ကရင်ပေါ်မှာဆင်းသွားသောအချမ်းတက်ကိုအိတ်ခမ်းထဲတွင်လိုက်ရှာနေစဉ်ပြက်ကရင်ဟောင်းက ဗောတေကလာဤဂုံဤအိတ်ထဲတွင်လိုက်သွားပြီးတရွက်လန်းထားသော ပြက်ကရင်တကနန်းရံမောတွင်အပြုံးလဲလဲပြူးလွင်မျိုးမှဆန်လာကစားဆရောဘယ်ဒီဒီကထင်းရှုတွတ်တာကြားထဲမှနေပြီးရေခဲတွတ်တာတဲကနိုစိန်ဘူးကိုစောင့်ကြည့်နေစေတမာပင်ကဝိလက်ဆလွဲ့ချစ်ချလိုက်ပြီးမလုံးတလုံးရွံ့မှုကိုချုံနေစေကျွန်တော်ဒီတဘိုးရဲအကုံတပေါင်းအကူအညာကိုလွမ်းသည် နှွေဆန်းလျင်ဒီလိုပင်အညာကိုကျွန်တော်လွမ်းတတ်ပါသည်စိတ်ကုသမားတော်တို့ကနှွေလန်းဝေဒနာဟုယောဂစတန်ပေးလိမ့်မည်ထင်သည်အညာသားကအညာကိုလန်းကျွမ်းဖြစ်သည့်အတွက်အင်းလန်းဝေဒနာဟုလည်းခေါ်နိုင်လိမ့်မည်ထင်ပါ၏ပြောခွင့်ရပုဂ္ဂိုလ်မဟုတ်သည့်အတွက်သူများတွေအတွက်တော့ကျွန်တော်မပြောတတ်ကျွန်တော်အဖို့မူတမန်နှုတ်ချိန်သည်အညာຫນွေဥဤနမိတ်ပုံအညာຫນွေဤအလင်္ကာ တနေ့၌ကျွန်တော်ဒီနှွေးဥပောက်ခါစားတဘိုးရဲလာစန်းတွင်အညာတို့ပြန်ရောက်သွားသည် ချမ်းမြညာနှင့်ပူအိုက်နေကို တလဲစီကြုံရသည်တို့ရတွင်တဘိုးရဲညများသည်ခက်ခိုက်တောင်းအောင်လဲမချမ်းတော့တဘိုးရဲနေမြ ်တီလဲပူလောင်လောင်မဖြစ်သေးနေလို့ကောင်းရုံလမ်းလျှောက်လို့ကောင်းရုံအိတ်လို့ကောင်းရုံ စားလို့ကောင်းရုံသာဖြစ်သည် ကျွန်တော်ရောက်နေစဉ်အမေဒီကျွန်တော်ကြိုက်တဲ့သောအညာဟင်းတစ်ခွက်ကိုချက်ကျွေးသည် အခြားမဟုတ်ပါ အမဲကြောင့်ကိုခရမ်းချင်သည်နိုင်နိုင်ငရုတ်သည်နိုင်နိုင်ထဲ၍ကြီးသည်ဖြင့်ချက်သောချင်းဆက်ဟင်းဖြစ်ပါသည်အမေဒီထိုဟင်းနှင့်လွန်စွာလိုက်ဖက်သော အတို့တစ်မျိုးကိုလည်းပြင်ဆင်ပါသည်ထိုအတို့မှတမာရွက်ဖြစ်ပါသည် တမချန်းဟုရန်ကုန်ကခေါ်သောကလားတမရွက်ချမ်းများကို မကြီးသီးဖြင့်ပြုတ်ထားသည့်အရာမျိုးမဟုတ်မြမဓမ္မတော်ဓမ္မဟုခေါ်ကြသောဓမ္မရွဲ့နုနုကလေးများကို အခါပေါအောင်ရင်နှွေးဖြင့်ဖြောထားသည့်ဓမ္မရွဲ့တို့ဖြစ်ပါသည် တမာတွေဘယ်နှမျိုးရှိသည်ကိုကျွန်တော်မသိပါ ရေတမာ ကလားတမာ တောင်တမာတမောတမာ တောတမာမြမာတမာစသဖြင့်မျိုးမျိုးခေါ်ကြပါသည်အညာတွင်မူတမာရွက်တို့စားလျင်မြမာတမာ ခေါ်တောဓမ္မာကိုသာတို့စားတတ်ကြသည်အခြားဓမ္မာများကိုမူတို့စားခြင်းမရှိပါရန်ကုန်တွင်ဖြစ်စေအောက်ရက်တွင်ဖြစ်စေကျွန်တော်ရောက်လေရာရာတွင်ဓမ္မာပင်ကိုလိုက်ရှာတတ်ပါသည်တို့ရာတွင်ဆယ်ပင်လျင်တပင်မျှပင်ဓမ္မာကိုမတွေ့ရပါဓမ္မာသည်အပူပိုင်းတွင်သာ ပေါက်သည့်အပင်ဖြစ်သောကြောင့်ရှားပါးနေခြင်းဖြစ်ပါသည်ကျွန်တော်တို့အညာတွင်မူဓမ္မာပင်များကိုရှောင်ရိပ်မလွတ်ပါ ကျွန်တော်တို့မြို့အဝင်တွင်အင်္ဂလိပ်လက်ထက်ကစိုက်ထား ားခဲ့သောတမာရန်ရှိပါသည် မခုံငူတို့အထွတ်ပေတရာလန်းတလျှောက်တွင်တမာပင်တွေကိုကြီးတန်းစီဆိုင်ထားသည်တော်တော်နဲ့မဆုံးနိုင်နှစ်မိုင်သုံးမိုင်လောက်တော့ရှိမြင်ထင်သည် ငငယ်တော့ကကျွန်တော်တို့တွေကြောင်းပြေးလျင်လဲတမာရန်ငူပြေးချသည်တမာသည်တွေလိုင်လိုင်ပေါ်သည့်ကဆုံနေုံတို့ရောက်လျင် တမာပင်တွေပေါ်တက်ပြီးတမာသည်တွေကိုခူးကစစ်တိုက်တန်းကစားကြသည်တမာသည်ကလည်းပေါ်သလားမမင်းနှင့်တပင်တပင်ကိုတံပေါင်းဆရာချီ၍ရသည် မှုလုပ်ငန်းသာဖွံ့ဖြိုးလျင်အညာကဓမ္မပင်များသည်အလွန်အဖိုးတန်သောဓာတုဗေဒကုန်ချမ်းပစ္စည်းများဖြစ်လာပေလိမ့်မည်။တင်းကြံကြကနည်းသည်နှင့်ဓမ္မပန်းနှင့်ပွင့်ကြလေပြီ။ဓမ္မယနံ့သည်နည်းနည်းတော့ရိုင်းသည်ဟုကျွန်တော်ထင်သည်။တို့ရာတွင် နန်းစောသောပန်းဟူ၍လောကတွင်မရှိထို့ကြောင့်တမပန်းရနှံ့သည်လည်းရိုင်းသည့်တိုင်မှွေမြဲတော့မှွေပါသည် အတာဝိုးထုတ်လျင်အမေက တမခုခိုင်းလေးရှိသည်ကို ကျွန်တော်သတိရမိပါသည်ကျွန်တော်တို့မျိုးကတမရန်ဘေးတွင် ခံပင်ခံဆက်ပင်တွေပေါက်နေသည့်တောင်ကုန်းကလေးတွေရှိသည်ထိုတောင်ကုန်းကလေးများပေါ်တွင်ခံဆက်ခြုံလေးများတွင်ရွှေတို့ဖွက်ဖင်နီတို့ဘွက်ကလုံးတို့စသည့်ငှက်ကလေးတွေနေရကြသည်ထိုငှက်ကလေးများသည် အပင်မြင့်ကြီးများတွင်အတိုက်မလုံဖဲအပင်နှိမ်ကလေးများတွင်အတိုက်လုံတဲ့ကြပါသည်တမာရန်ကတမာပင်တွေကစစ်တဟိတ်တန်ကစားပြီးသည်နှင့်ကျွန်တော်တို့သည်ခံဆက်ကုန်းသို့သွား၍ဖွက်ပင် နှင်းဤကလေးများဘုကလုံးကလေးများကိုဖန်တတ်ကြသည်ဘုကလုံးဘွဖဏီတို့ဥချိန်များမှလည်းတဘိုးရဲလှဖြစ်သည်ကျွန်တော်သည်တခါတွင်ဘုကလုံးတကောင်ကိုမိလာခဲ့ပါသည်အတိုက်ထဲတွင်ဥဥနေစဉ်ဖန်လာခဲ့ခြင်းဖြစ်ပါသည်ဘုကလုံးသည်တေးဆိုသောငှက်မျိုးဖြစ်၍အင်္ဂလိပ်လူက BUM ဘူဘီယူအမ်ဘူဟုခေါ်ကြပါသည် ကျွန်တော်ဖမ်းလာသည့်ဘုကလုံးငှက်မကလေးမှာအိမ်ရောက်၍လောင်အိမ်ထဲထည့်ထားလိုက်သောအခါတွင်တေးဆိုခြင်းမပြုတော့ပါမကြမီသေးသွားပါသည်တတိဝလံစသည်တို့ကိုကျွေးတော်လဲကောင်းစွာမစားတော့ပါလွတ်လပ်မှုကိုဆုံးရှုံးပြီးတဘာဝမကြစွာဖြင့်နေရသဖြင့်စိတ်ညစ်ပြီးသေးသွားဟန်တူပါသည်ကျွန်တော်တို့မျိုးအဝင်ကတမာတန်းနှင့်ပတ်သက်၍ကျွန်တော်တွင်တတိယဇရာတွေရှိပါသေးသည်မြိုင်ကအထီး ိယဖရာပွဲကြီးတပွဲဖြစ်သည့်ရွှေမြင့်တန်ဖရာပွဲသည်ကဆုံလာဆန်းရှိရဲ့နေ့လောက်စပြီးကဆုံလာပြည့်အထိကျင်းပတတ်သည်ရွှေမြင့်တန်ဖရာဇေပွဲကြီးသည်ထိုဓမာရန်တွင်ပင် ခင်းကျင်းတဲ့ရာ ကျွန်တော်တို့တိုက်တိုက်သည်ဓမာရန်ကိုနေတိုင်းရောက်နေကြသည်ဖရာပွဲဇေမစခင်ကလေးကတောကလာသည်ဇေးတဲ့တွေပြည့်နေလေပြီး ထိုဇေးလဲများတွင် ထွန်းတုံးခွတ်တန်ဝါဖြား မကြီးထန်းလျက်ပဲပြောင်းစံကျင်းစသည် လေယာဉ်နှင့်သတော်တွက်ပစ္စည်းတွေပါလာတတ်သည်မြို့အလာသည်ဈေးလဲများမှာအထယ်အလေးအလားကုန်ပစ္စည်းအဖျော်ရမကအိမ်နှင်းဖြင့်အလားကုန်ပစ္စည်းငပိငှချောက်စသည်ကုန်ချောက်ပစ္စည်းများပါလာတတ်သည် တော်ဖရာပွဲသည်မြို့နှင့်တော်တို့၏ပေါင်းဆောင်ရန်နေရာတစ်ခုဖြစ်ပါသည်ဆက်မှုလုပ်ငန်းအသေးစားနှင့်လေယာတို့ဈေးကွက်ပြန်ရာလည်းဖြစ်သည်နောက်တတိယနေသေးသည့်ရှုခင်းမှာတမာရန်နာကတမာပင်တပင်မော်တွင်မိန်းကလေးတဦးဇွဲကျိုးချ၍တင်းနေသည့်ရုပ်ပုံဖြစ်သည်ထိုမိန်းကလေး၏အမည်ကိုကျွန်တော်မမှတ်မိတော့ထိုစဉ်ကကျွန်တော်က10နှစ်သားအရွယ်မိန်းကလေးကအသက်18နှစ်19နှစ်အရွယ်မိန်းကလေးသည်အဆက်ထက် အသက်ကိုမငဲနိုင်တော့ပဲကျိုးဆွဲချသေးသွားခဲ့သည် သူ့ရှက်ကိုထိမ့်သိမ့်ပုံမှာအံ့ဩလောက်ပါသည်မိန်းကလေးသည်တီပီတီအချားမဲမှပင် သူ့ရှက်ကိုထိမ့်သိမ့်လို့သည်နဲ့ကျိုးတစ်ချောင်းဖြင့်ခါကထမိန်ကိုတည်တည်တတ်တတ်ရှိသွားခဲ့သည် လောကတွင် လူအမျိုးရှိရှိပါသည် အချို့သည်အသက်ရှင်နေကြတော့လဲအရှက်မရှိကြပါ အချို့မှာအသက်ရှင်လျက်ရှိစဉ်တွင်သာအရှက်ရှိပြီးတည်တည်နဲ့အရှက်ကိုပါခွာ ချခဲ့ကြပါသည်ဒုတိယအမျိုးအစားသည် ပထမအမျိုးအစားထက်ချီကျူးဖို့ကောင်းပါသည်ထို့ရာတွင်ချီကျူးစရာအကောင်းဆုံးမှာအသက်ရှင်လျက်ရှိစဉ်မှရောတည်တည်ဤအခြားမဲ့မှရောမိမိ၏ဂုဏ်သိက္ခာနှင့်မိမိ၏အရှက်ကိုထိန်းသိမ်းသွားကြသောလူမျိုးဖြစ်ပါသည်တမာရန်တွင်ကျိုးဆဲချ၍သေးသောအမိမတိတိမိမ့်မပြိုသည်အပေါ်ယံရှင်မုံကျဲအထဲက နောက်ချေခံထားသူလူကြီးလူကောင်းအမိခံတို့ထက်ချီကျူးလေးစားတိုက်သည်ဟုကျွန်တော်ထင်ပါသည်တမာရန်ကိုလွမ်းเสียကြံနေသည်ငငယ်9နှစ်သားလောက်တုန်းကကျွန်တော်ဒီတငယ်ချင်းတယောက်နဲ့အတူအိမ်မထွက်ပြေးခဲ့ဘူးပါသည်အိမ်ကထွက်ပြေးခြင်းမှာဘာအကြောင်းမျှမရှိပါတမာရန်တို့တငယ်ချင်းတယောက်ငှက်ဥသွားနိုင်ကြရင်မရည်ရွယ်ပဲနဲ့ထွက်ပြေးကြခြင်းဖြစ်ပါသည်ထိုနေ့ကမိုးပွဲကလေးတွေကြနေပါသည်တမာ ။ဖန်းလူတွေကလည်းတင့်နေပါသည်။ကျွန်တော်ဒီတမာတန်းကိုအဆုံးအထိမရောက်ဘူးသေးပါ။၃လမိုင်ဝေးသဖြင့်မရောက်ဘူးသေးခြင်းဖြစ်ပါသည်။ဤတွင် ကျွန်တော်ဒီတမာတန်းကိုအဆုံးအထိတွားကြည့်ခြင်းလာပါသည်။ တမပန်းနှုကကျွန်တော်ကိုသိဆောင်ဖျားယောင်းနေသည်ဟုဆိုနိုင်ပါသည်ကျွန်တော်အထင်တွင်ပခုတ်ကိုရောက်သည်အထိတမပင်တွေကိုတန်းစီပေါက်လိုက်မည်ဟုထင်နေပါသည်ထိုတမတန်းတလျှောက်ကိုကျွန်တော်သွားကြည့်ခြင်းနေပါသည် ထို့ကြောင့်တငယ်ချင်းနှစ်ယောက်တိုင်းပင်ပြီးတမတန်းပေတရာအတိုင်းလျှောက်လာခဲ့ကြပါသည်လမ်းတွင်ကွာဖြင့်ငှက်ပြက်လိုက်ရေအိမ်တွေ့လျင်ဝန်းဆော့လိုက်ဖြင့် တို့ရာတွင်လေးမိုင်လောက်ရှောက်မိသောအခါတမာတန်းတည်ဆုံးသွားပါသည်ရှေ့တွင်တမာပင်တွေမရှိတော့ပါဤတွင်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက် ဒီလိုဓမ္မရန်များလမ်းတစ်လျှောက်တွင် ရှိရအောင်မည်ဟုတွေးကာဓမ္မရန်ရှာပုံတော်ဆက်လက်ထွက်ခဲ့ကြပါသည်15မိုင်လောက်ရောက်သည့်အထိဓမ္မရန်ကိုမတွေ့တော့ပါဤတွင်ကျွန်တော်တို့ကြောက်လာပြီးအငယ်လာကြပါသည်ထိုစဉ်ကကျွန်တော်တို့နှင့်မျက်နှာချင်းဆိုင်မှလှဲနှစီပေါ်လာပြီးလှဲပေါ်မှလူကြီးတစ်ယောက်ဆင်းလာပါသည် ထိုလူကြီးသည်ကျွန်တော်တို့အိနီနာချန်လက်ဖက်ကုံတွေတစ်ယောက်ဖြစ်ပါသည် သူသည်ကျွန်တော်တို့ခုနှစ်နှစ်အရွယ်ကလေးနှစ်ယောက်ကိုလူသွားလူလာပြက် သည့်ပေဒရာကြီးပေါ်တွင်မြို့မှ15မိုင်ခရီးအကွာ၌တွေ့ရသည့်အခါအာအသက်နေပါသည်။သူကအချိုးအချောင်းကိုမေးသည့်အခါတွင် ကျွန်တော်တို့ကောင်းကောင်းမဖြေနိုင်ပါ။ဤတွင်သူရိပ်မိလိုက်ပါပြီ။သူသည်လမ်းဘေးနဘူးချုံမှကျိန်တချောင်းကိုချိုး၍ကျွန်တော်တို့နှစ်ယောက်ကိုတစ်ချက်စီရိုက်ပြီးလဲပေါ်သို့အတက်ခိုင်းပါသည်။ဒီရွယ်မှာအိမ်ပြေးရသလိုဟုဆိုကတော်တော်လေးစိတ်ဆိုးနေဟန်တူပါသည်။ ညနေပိုင်းအင်းတို့ပြန်ရောက်သည့်အခါတွင်တမျိုးလုံးလိုက်ရှာပြီးမတွေ့သဖြင့်လူပြောက်မှုဖြင့်ကတ်တိုင်ထားပါသည်။တစ်ဖက်ကုံတွေကအင်းတို့သွားအပ်သည့်အခါတွင်အဖေသည်ဆိတ်ဆိုးလုံးသဖြင့်ကျွန်တော်ကိုတိုင်တွင်ကျုံးတုံမီရိုက်ပါသည်။ကျွန်တော်သည်နောက်ကြီးပြင်းလာသောအခါတွင်အိမ်မှနှစ်ခါလောက်ထပ်ပြေးဘူးပါသေးသည်။တမာရန်ကပေါ်ခဲ့သောအိမ်ပြေးစိတ်သည်ကြီးတီအထီပါလာသလားမဆိုနိုင်ပါဘူး။ တမာရန်နဲ့ပတ်သက်၍နောက်တစ်ချက် ကျွန်တော်သတိရစရာကြံသေးသည်ယင်းမှဂျပန်ဒေါ်လာရေးအတွင်းကဂျပန်တို့အသက်ခံ ွားရတော့ကျွန်တော်တို့ဖက်စစ်ဒေါ်လန်ရေးရဲဘော်ကိုတင်ဦးဤတင်းချိုင်းရှိသောကြောင့်ဖြစ်ပါသည်ကိုတင်ဦးသည်မြို့နှင့်ဆယ်မိုင်ခန့်ဝေးသောရွာတရွာတွင်ဂျပန်မိသွားပြီးကိုချင်းကို တူခိုင်းကကျွမ်းဝတွင်ဒူးထောက်ခိုင်းပြီးဓာဖြင့်ခုတ်တက်လိုက်ပါသည် သူအလောင်းကိုထိုးရွာအနီးကကျင်းထဲတွင်ဂျပန်ကမြုပ်ပစ်ခဲ့ပါသည်စစ်ကြီးပြီးသွား၍ဖက်စစ် စန့်ကျင်ရေးအဖွဲ့တွေဖွဲ့သောအခါတွင် ကျွန်တော်တို့သည်ကိုတင်ဦးဤအယိုးကိုတွား၍ဖို့ကမိသိန်းချုံပြီးတမာရန်ဘေကခန်းဆက်ကုန်းတောင်ကမူလေးပေါ်တွင် အုပ်ဝူကလေးတစ်ခုလှုပ်ကြပါသည် ထိုစံကမြို့ပိုင်နှင့်အင်္ဂလိပ်လိုတော်ရှိလူကြီးမင်းများကမြို့ထိပ်တွင်တင်းကျိုင်းကိုလှုပ်ရမည်လို့ဟုဆိုကာကောက်ကတားမြစ်ခဲ့ကြပါသည် ို့ရာတွင် ကျွန်တော်တို့လူငယ်များသည်သူတို့အတမြင့်ချက်ကိုဖီဆန်ကကိုတင်ဦး၏အယိုးပြများကို ထိုးတောင်ကမူလေးပေါ်တွင်ဂူသွင်းကြပါသည် ထိုတခါအညာတို့ရောက်စဉ်ကျွန်တော်ဒီရေနေချမ်းနဲ့အမဲချောက်ဖို့ကိုစောင်းနဲ့တွဲဖက်မိရင်အိနောက်ကဓမ္မပင်ကလေးကိုကြည့်နေမိပါသည် အမေကအမဲချောက်ချန်ဆက်ဟင်းဓမ္မရွက်တို့ဖြင့်ကြွေးသည်ဖြင့်ဓမ္မရန်ကိုတရိယာကဓမ္မပင်ကလေးကိုမော့ကြည့်မိလိုက်ပြီးဖြစ်ပါသည်တမာရွက်တွေကျင်းနေသည်မှာ၃လရက်ရှိပါပြီရိုးရံပြန်ပြန်ဖြစ်နေသောတမာပင်ကိုကြည့်၍ကျွန်တော်ຫນွေလန်းဝေဒနာဝင်လာပါသည် Tinik. ်မော့ကြည့်လိုက်တော့၂ရက်၃ရက်ခန့်ရိုးတံပြန်ပြန်ဖြစ်နေသောဓမာပင်ကလေးတွင်ရွက်နှုတ်တွေထွက်နေသည်ကို ကျွန်တော်မြင်နေပါသည် ပြက်ကရင်ကို မော့ကြည့်လိုက်တော့ဖေဖော်ဝါရီ၂၄ရက်ကျွန်တော်ဒီနေ့စမတ်တန်းစာအုပ်ကိုထားယူကအိမ်နောက်ဖေးကဓမာပင်ကလေးရွက်နှုတ်တွေဆွတ်ထက်တဲ့နေ့ဟုမှတ်ထားလိုက်ပါသည်အခြားသောဓမာပင်များကိုကြည့်လိုက်တော့လည်းရွက်နှုတ်တွေစဉ်းစားပြုနေပါသည်ဓမာပင်တို့သည်တဘိုးရဲလာပြေကနီးနှင့် နာပြေကျော်တို့တွင်ရဲ့နှုစင်တီကို ကျွန်တော်တွေ့ရပါသည်ရှေးစာဆိုတို့ကတမားကိုမကောင်းသည့်ဘက်တွင် ဥပမာတင်စား၍သုံးခဲ့ကြပါသည်တမားလိုမခန်းနှင့်ပြားလိုချိုးဟုပြောကြပါသည်တမားရောရှက်ဆက်ရောဖက်ကတရက်ပင်မင်းတီချိုကင်းဤဟုဆိုကြပါသည်တို့ရတွင်ယင်းမှတစ်ဖက်သက်ကြသော ညီကုံချုံနီးဟုထမသည် တမသည်အစင်းမလာတော်လဲအရေးကိုမေးပါသည် တမပန်းရနှံ့သည်ရိုင်းတော်လဲမှွေမြဲမွေးပါသည် တမရွက်သည်အကျွေးမြန်တော်လဲချက်ချင်းရွက်နှုထွက်ပါသည် တမသည်ခါသည်ဟုဆိုတော်လဲကရွမ်းမြိန်စေပါသည်နောက်ပိုင်းတွင်မူကဗျာဆရာတို့သည်တမပန်းကိုဖွဲ့လာကြပါသည် တမသည်အညာဤပုံရိပ်ဖြစ်လာပါသည်ချိုပြုံးက ဓမ္မတော်မှပြောတဲ့ဆိုတဲ့မောင်ရင်မောင်ရင်ဟုဓမ္မကိုတန်းတားစွာညီးပါသည်ဓမ္မနှုချိန်သည်ကျွန်တော်ငွေလန်းဝေဒနာဤယောဂလက္ခဏာချက်ဖြစ်ပါသည် ကျွန်တော်အိမ်လန်းဝေဒနာဤဖြားတိုင်လည်းဖြစ်ပါသည်ဆရာရိတ်ထားတော့ဒီညမှာမဲပြီးပါပြီอืมတကယ်တကယ်ပြောမယ်ဆိုရင် ကျမလည်းအညာသူတယောက်ဟုတ်တယ်ပေါ့နော်အဲ ဆရာတဲ့ဆရာကြီးမြတ်တန်းတင်နေတနေလေးလို့ပါပဲတကယ်ကိုဆရာရေးထားတဲ့အတိုင်းပဲဟုတ်တယ်ပေါ့နော်အာတန်းချင်ဆရာကြီးပါလို့အိုင်းဒီမှာဒီမှာဘန်းနေတင်းကျန်ဆိုရင်လဲဒီမှာဘန်းနေခူရတာလဲတကယ်ကိုအမှတ်တရပါပေါ့နော်ဟိုသူတို့မြန်မာတွေမှာပန်းနေရတော့ဆနလရာဒီတူလာနဲ့တူပန်းနဲ့ဟုတ်ပါတယ်ဒီမှာလဲအဲ့လိုပဲပေါ့နော်ဒီ ဒီအဲ့ဒီရမှာမဲပွင့်တာအခြားတွေမှာဆိုရင်ဒီဘာလဲအသီးတွေကအရင်တီးအဲအရွက်တွေကဝေးဝေးစားနေပြီးတော့အရိပ်တာရတာပေါ့နော်အပေါ်မပွင့်အဲ့နွေရည်တပူအဲ့ဒီဆိုရင်တမားတွေပွင့်လို့ပေါ့နော်တမားအိမ်မှာခြံဝန်းတဝိုင်းထဲမှာတမားပင်တပင်ရှိရယ်ဆိုရင်ဒီတမားတွေပွင့်ပြီဆိုရင်ညဆိုရင်ပေါ့နော်နေခင်းဆိုရင်ကတော့ကိုကိုတူတူဟို အလုပ်တွေဘာတွေနဲ့ အလုပ်တွေရှုံနေပြီးတော့တတိမထမ်းမိကြဘူးပေါ့နော်ညအစာပြီးတောက်ပြီးအေးစစ်စစ်ဖြစ်ပြီးဆိုရင်တမန်ပန်းပွင့်ချင်းဆိုရင်အဲဒီတမန်နဲ့အေးအေးလေးနဲ့ဒီနှွေဆိုတော့ကြာတော့အိုက်တယ်လေးနော်ရက်ကလေးခက်တမန်နဲ့လေးရှူပြီးတော့လုံးဝမှလောကစိန်ပေါ့နော်ဒါတွေကဘလောက်ပဲဟိုခင်မီတို့တက်နေတဲ့နေရာတွေရောက်ရောက်ပေါ့နော်ဒီရတာတွေဒီအမှတ်တရတွေကမလဲနိုင်ပါဘူးလို့တကယ်ကိုဆရာကြီးရေးထားသလိုပဲပေါ့နော် အဲလွမ်းကြံစရာကြီးပါလို့ကြုံမင်းဆိုရင်အညာကိုအလဲခေါ်ပါအောင်မင်းလို့အားလုံးကို